စံတာမတိန်နိုင်မဲ့ရထားပေါ်မှာငပီကိုနှိုင်းမိရင်ကဘာကျော်သွားတဲ့မြမဆုံတွေတွေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ငပီဆိုတာကမြမလူမျိုးတိုင်းကြိုက်ကြတဲ့အရာပါဒါပေမဲ့ငပီကိုတော့ကိုယ်အင်ကိုယ်ရာကိုယ်ခမ်းမှပဲစားတင်တာပါရထားပေါ်မှာမစားတင်ပါဘူးအခုတော့လက်တလုံးဆိုရှယ်မီဒီယာပေါ်မှာအရန်ကိုဟိုးလေးတကြောကြောဖြစ်နေပြီးတော့တကဘာလုံးကစိတ်ဝင်တစားပြောနေကြတဲ့အကြောင်းအရာတစ်ခုကတော့အများပြည်သူတို့ရထားပေါ်မှာငပီကိုနှိုက်ခဲ့ကြတဲ့ကိစ္စပါဒီကိစ္စကတော့စင်ကာပူနိုင်ငံမှာဖြစ်ပွားခဲ့ရပါငပီကိုနှိုက်ကြတဲ့ဇုံတွေ င်းဟာမြန်မာတွေဖြစ်နေအားကြောင်းအလုံးအတွက်တော့မျက်နှာပူစီအောင်ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။အခုဆိုရင်တော့စင်ကာပူရဲ့ MRT ရထားပေါ်ကငပီအိုးနိုင်ကြတဲ့ဇုံတွေကတော့ကဘာကျော်သွားခဲ့ပါပြီ။ဘာဖြစ်လို့ကဘာကျော်သွားခဲ့ရလဲဆိုတော့သူတို့နှောင်းဟာလူတွေရှုပ်ရှက်ခတ်နေတဲ့အများပြည်သူတို့ရထားပေါ်မှာငပီအိုးနိုင်ခဲ့ကြလို့ပါပဲ။ပို့ပြီးတော့ဝမ်းနဲ့ရှင်ရွံ့စရာကောင်းခဲ့ရကဒီလိုလိုရက်ကိုကျူးလွန်ခဲ့တဲ့ဇုံတွေကစင်ကာပူရောက်မြန်မာနိုင်ငံသားတွေဖြစ်နေတယ်ဆိုတာကိုသိလိုက်တဲ့အချိန်မှာစင်ကာပူမှာရိုးရိုးသားသားအလို လုတ်ကင်နေကြတဲ့မြန်မာတွေအားလုံးမျက်နှာတွေဘယ်နှထားရမှန်းမသိအောင် ဖြစ်ခဲ့ရပါတယ်ရှင်တကယ်တော့ငပီအိုးနှိုက်တယ်ဆိုတဲ့ကိစ္စကကိုယ့်အိမ်ကိုယ့်ရဲ့မိဖို့ကြောင့်နဲ့မှလုံးလုံးလတ်လတ်စိတ်ချလက်ချနဲ့လုံရမယ့်ကိစ္စမျိုးပါအခုတော့အများပြည်သူရဲ့မျက်စိရှိမှကလေးလူကြီးမရွေးစင်းနေလိုက်ပါနဲ့ရထားပေါ်မှာအမျိုးသားဖြစ်သူကကြောပေါ်အိမ်နဲ့ကွယ်ပြီးတော့စိတ်ရှိလက်ရှိငပီအိုးနှိုက်နေခဲ့ကြတာကတော့တော်တော်လေးကိုအမြင်မတော်တဲ့အမြင်ကွင်းဖြစ်သွားခဲ့ပါတယ် ဒီမြင်ကွင်းကိုစင်ကာပူနိုင်ငံသူအမျိုးသမီးတယောက်ကသူ့ရဲ့လက်ကင်ဖုန်းနဲ့ဗီဒီယိုရိုက်ကူးခဲ့ပြီးတော့ TikTok ပေါ်ကိုတင်လိုက်တဲ့ချိန်မှာတော့တော်တော်လေးလူပြောများသွားခဲ့ရပါအဲ့ဒီဗီဒီယိုဟာ social media platform အသီးသီးကိုပြန့်နှံ့သွားပြီးတော့ နိုင်ငံတကာသတင်းတွေမှာပါဖော်ပြခံရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီဗီဒီယိုကိုမြင်တွေ့လိုက်ရတဲ့မြန်မာလူမျိုးတွေအတွက်ကတော့ကိုယ့်လူမျိုးတွေအတိုင်းတစ်ပါးမှာဒီလိုအပြုတ်မှုမျိုးလုပ်တယ်ဆိုတာကတကယ်ကိုရှက်စရာကောင်းတဲ့အခြေအနေပါပဲ။ဒီကိစ္စကိုကြည့်ပြီးတော့တိုင်းတစ်ပါးရောက်မြန်မာတချို့ရဲ့စီကံပိုင်းဆိုင်ရာအားနည်းချက်တွေကိုပြန်လည်သုံးသပ်သင့်နေပြီလို့ထင်ပါတယ်။ စင်ကာပူလိုနိုင်ငံမှာရုံးပိရက်တွေဆိုရင်အများပြည်သူသုံးအပန်းဖြေတဲ့ပန်းချံတွေနေရာတွေမှာမြန်မာလူမျိုးတချို့စုပြီးတော့တချင်းတွေအကျယ်ကြီးဖွင့်အောင်မွေးရတောက်စားပြီးတော့အော်ဟစ်ဆူညံတာအမိုက်တွေကိုစီးမဲ့ကမ်းမဲ့ပြစ်တာမျိုးတွေရှိနေသေးပါဒါအပြင်မြန်မာမိန်းကလေးတချို့ရဲ့အနေထိုင်မစဉ်းကျင်မှုတွေကကိုယ်နိုင်ငံကိုယ်လူမျိုးရဲ့အကုန်သိခါတွေကိုထိခိုက်စေတာပါကျမတို့တွေအတိုင်းတစ်ပါးမှာရောက်နေတဲ့အခါမှာကိုတယောက်ထင်းရဲ့အပြုမှုမဟုတ်ပဲမြန်မာလူမျိုးဆိုတဲ့ဂုံဘုတ်ကိုကိုစားပြုနေတယ်ဆိုတာကိုအမြဲတမ်းသတိချက်သင့်ပါတယ် ကိုရဲ့အပြုမှုအပြောဆိုတစ်ခုကကိုလူမျိုးတစ်ခုလုံးရဲ့ဂုဏ်သိက္ခာကိုကြဆင်းစေနိုင်ပါတယ်။အခုယထားပေါ်မှာငပီအိုးနိုင်တဲ့ကိစ္စကရက်ကျော်ရွာကျော်တင်မကပဲကဘာကျော်အဆက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ရပါနောက်ဆုံးအနေနဲ့ပြည်သက်ကြီးကိုမေးခွန်းတစ်ခုမေးချင်ပါတယ်ဒီလိုအများပြည်သူရှိမှငပီဦးနိုင်တာကိုလက်ခံခဲ့တဲ့အမျိုးသမီးရဲ့အလို့ရပုံမှာရောပြည်သက်တို့ဘယ်လိုမျိုးထင်မြင်မိပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်